်ရသော်ဘုရားရဲ့အလောင်းတော်ဟာသူမိရဘွားကစပြီးတော့ပါရမီ7ပါးဖြည့်ခြင်းနဲ့တည်းပဲပညာပါရမီကိုအထုတ္တိဖြည့်ခြင်းခဲ့တာပါတော့ကျန်တဲ့ပါရမီတွေဟာပညာပါရမီရဲ့အထောက်ကူလို့ပဲပြောအောင်ပါပဲအလုံးသိတဲ့အတိုင်းဒါနပါရမီကစပြီးတော့ဖြည့်ခြင်းခဲ့တယ်အဲ့တော့ပညာပါရမီဆိုတာဘုရားဖြစ်တဲ့အချိန်မှာအထွတ်ထိပ်ရောက် ပညာစွာအားကိုအသုံးချပြီးတော့သရဝတို့ရဲ့ကောင်းကျိုးချမ်းသာကို ရရရချောင်းဟိတဆိုတာကိုညွန်ပြပြီးဆိုးကျိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့အဟိတတွေကိုရှောင်ရှားစေရမြတ်စွာဘုရားရဲ့လမ်းညွန်ချက်ပဲဖြစ်တယ်။ကြီးမားလာတဲ့မဟာကရုဏာအခြေခံပြီးတော့မြတ်စွာဘုရားရဲ့လွန်ကြီးမားကျယ်ပြန့်တဲ့ပညာစွာအားဖြင့် သရဝရရဲ့အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့တယ်။ဘုရားလောင်းဘုရားမှာပညာပါရမီ ဖြည့်တယ်ဆိုတာဘယ်လိုဖြည့်တာလဲလို့ပညာပါရမီ ဖြည့်တယ်ဆိုတာကိုယ်တိုင်သင်ယူခြင်းပဲဖြစ်တယ်။တချို့ကပညာပါရမီ ဖြစ်ဖို့ဆိုပြီးတော့ပညာသင်တဲ့ပုဂ္ဂိုလ်ထောက်ကူပေးကြတယ် ဒါလည်းမှားတော့မမှားဘူးအထောက်ကူပေးရင်အထောက်ကူပဲရမှာပေါ့တေချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ပညာဆိုတာကိုယ်တိုင်သင်မှတ်တတ်တာလေအဲ့တော့လူတွေရင်ထဲနှလုံးထဲမှာပညာတတ်ဖို့ဆိုတာကိုယ်တိုင်သင်ရမှာဖြစ်တယ်အဲ့တော့ပညာပါရမီနဲ့ပတ်သက်ပြီးတော့စပ္ပိကျမ်းကမှဘယ်လိုဆိုထားတော့ဆိုတကယ်ကိုအသိပညာထက်တန်းကြတဲ့သမဏပြမဏတွေထံချင်းကပ်ပြီးတော့တဲ့ မေးမြန်းတယ်စူးစမ်းတယ်မေးမြန်းတယ်ဆိုတာသင်ယူခြင်းပဲတော့မေးခွန်းထုတ်တယ်ဆိုတာသင်တာပဲဒီကိုမသိတာတွေရှင်းအောင်သင်တာစာသင်တာနှစ်မျိုးပဲရှိတယ်ဥက္ကဟနဲ့ပရိပု္ပ္ပာဥက္ကဟဆိုတာပြောတဲ့စကားကိုမှတ်သားတာပရိပု္ပ္ပာဆိုတာမရှင်းသင်တာတွေကိုမေးတာသင်ယူခြင်းနဲ့မေးမြန်းဆွေးနွေးခြင်းပဲဖြစ်တယ်ဟုတ် ဒါကြောင့်မို့ပညာပါရမီထက်မြက်ခြင်းလို့ရှိရင်ဒီဘဝမှာစတဲ့ရမှာဖြစ်တယ်။ကိုယ်တိုင်ပညာကိုစီးပူးအထောက်မှကိုမသိတာတွေကိုသိအောင်ကြိုးစားမှဒီပညာဟာတဘွားပြီးတဘအစွန်ထက်သွားမှာဖြစ်တယ်။တခြားအရာနဲ့မတူဘူး။ပညာဆိုတာသင်ထားပြီးရင်မိကောင်းမိနိုင်တော်လည်းပဲအကြီးချင်းဆိုတာရှိနေတယ် ဒီနေ့လောကီပညာသင်ကြားတဲ့ပုဂ္ဂိုလ်တွေနဲ့နှိုင်းရှင်ပြောရမယ်ဆိုရင်မူလရန်ပညာတတ်ထပြီးမူလရန်စာတွေမေးခြင်းမေးပစီအလေရန်ကြတော့သူသင်ယူနိုင်တဲ့ဆိုင်သတ္တိရှိအလေရန်သင်ပြီးတဲ့ပုဂ္ဂိုလ်ကလည်းပဲအထက်တန်းကို နားလည်နိုင်စားရှိတဲ့ပညာရှိတယ်ထက်တန်းသင်ပြီးတဲ့ပုဂ္ဂိုလ်ကတကယ်သူပညာကို နားလည်နိုင်စားရှိတယ်အဲ့ဒီဆိုင်သတ္တိရတယ်လို့ဆိုလို့ထို့တူပဲ ဖရာလောင်းတော်တွေဟာပညာကိုမိမိတို့ကိုယ်တိုင်ဆီဘူးလိုက်စားကိုယ်တိုင်လည်းပဲအမြဲတမ်းဆင်ញင်သုံးသက်တွေးခေါ်တတ်တဲ့အလေးချင်းတွေကြောင့်သူတို့ရဲ့ပညာစွမ်းအားဟာကြီးမားလာတယ်လူတိုင်းလူတိုင်းပညာပါရမီပြည့်တဲ့လို့ရှိသင်ယူအားမှာဆိုတာမေ့မထားဘူးနော်ဒီဘဝပညာမသင်ဘူးဆိုရင်တော့ဘဝသိမ့်မြောင်နေစရာမရှိဘူး တမိုးရှိတဲ့ပညာရည်တွေကိုမိမိတို့ကိုယ်တိုင်လေ့လာကြိုးစားအထောက်ကြအောင်ပါဖြစ်ဒီဘဝပညာတရားမှပြင်းနောက်ဘဝအပြင်းမဲ့ပါလာမှာပဲဘဝဆက်တိုင်းဆက်တိုင်းဟာအပြင်းသွားမှာပဲရှိဒီဘဝပညာကြိုးစားလို့ဒီဘဝပညာတွေမိခြင်းမိပစေမိသွားတာဟာတခဏပဲအစွမ်းစာလေးတစ်ခုဖော်လိုက်တာနဲ့ပညာစွမ်းအားတွေပြန်ပြီးတော့တတိယကြီးပြန်ဖြစ်လာ မြန်မာနိုင်ငံမှာပိဋကတ်မောင်ထွန်းကြိုင်ဆိုဗမာပြည်မှာပေါ်ခဲ့လို့ငယ်ငယ်လေးနဲ့ပိဋကတ်စာပေတွေရနေတယ်လို့ဆိုတယ်။ဘုန်းကြီးတို့တီဟိုနေငံသွားတော့ကအဲ့ဒီတီဟိုကလေးလေးတယောက်ဟာပိဋကတ်ထဲကစာပေတွေကိုရွတ်ဆိုနိုင်နေတယ်သူကထူးခြားတဲ့စွမ်းအားလေးစွာပျောက်သွားတာမဟုတ်ပဲနဲ့စွမ်းရည်တတ္တိဆိုတာပါလာတဲ့ပုံ သူပုဂ္ဂိုလ်တွေဟာအစာလေးရလိုက်တဲ့တပြိုင်နဲ့အလွယ်တကူဆွဲထုတ်နိုင်တဲ့စိုင်းသတ္တိတွေရသွားတယ်။ဒါကြောင့်မို့ပညာပါရမီ ဖြည့်တယ်ဆိုတာကိုယ်တိုင်သင်ယူခြင်းသာလည်းဖြစ်တယ်ဆိုတာဒါမှတ်သားထားပါဘောနော်။သို့သောပညာရဲ့အထောက်ကုကုသိုလ်တွေမရှိဘူးလားဆိုရှိ။ဘာတွေတော့ဆိုရင်စင်ပြီးလှပြီးတော့ပညာဉာဏ်ကြီးရပါလို့ဤဆုတောင်းတာတွေတို့ဒါတွေလည်းရှိတော့ရှိတယ်။ သို့တော်လည်းအထီရောက်ဆုံးကတော့ကိုယ်တိုင်သင်ယူခြင်းသာလင်းဖြစ်တယ်။ဒါကြောင့်တော့ဆိုအခုသင်ခုသိခုတတ်တာပဲလေ။တပိသပညာရှေ့ဆက်သွားဖို့ပဲရှိသေး။မေ့ကျင်တော့မေ့မယ်။တိပိသပညာဟာတိတယ်ဆိုရဲဟာပြောက်မသွားဘူးပေါ့။ဒါကြောင့်မို့ပညာပါရမီဖြည့်တယ်ဆိုတာကိုယ်တိုင်သင်ယူခြင်းသာလင်းဖြစ်တယ်ဆိုတာဒါမှတ်သားထားပါမို့နော်။